မ္မာနိုင်ငံမှာရေကန်မြေကန်ကောင်းတွေနဲ့လူဝါအရင်းမြစ်တွေရှိနေပေမဲ့လည်းနိုင်ငံသားတွေအမှန်တကယ်အလုံးမလုံးတာကြောင့်ဝင်ငွေနှဲပြီးကုန်စည်နှုန်းတွေတိုးမြင့်လာတယ်လို့စေကောင်းဆောင်ကနေပြည်တော်စည်းဝေးမှာပြောဆိုပါရယ်အာဏာသိမ်းစေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကမနေ့ကမေလ16ရက်ကနေပြည်တော်မှာပြုတ်လုတဲ့စစ်ကောင်စီရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာဒီလိုထည့်သွင်းပြောဆိုခဲ့တယ်လို့၎င်းတို့ဝါရဖြန့်သတင်းစာအရသိရပါဗျ ကုန်ထုတ်လုပ်မှုကိုတွန်းမြင့်ဆောင်ရွက်နိုင်ရင်ငွေကြေးစင်းနှုန်းတွေတက်လာမှာမဟုတ်သလိုကုန်စင်းနှုန်းတွေလည်းတွန်းမြင့်လာမှာမဟုတ်ဘူးအလုတ်ကိုအမှန်တကယ်လှုပ်ကြဖို့နဲ့နိုင်ငံစည်းဝေးကိုမြင့်တင်ဖို့လိုအပ်မယ်လို့၎င်းကပြောပါတယ်ဒါပေမဲ့လက်ရှိမှာစစ်ကောင်စီရဲ့အာဏာသိမ်းမှုကြောင့်စက်ရုံအလုတ်ရုံနဲ့နိုင်ငံတကာယင်းနှမြုံနှံမှုကုမ္ပဏီတွေရန်နာနှုတ်ထွက်နေပြီးနိုင်ငံသားအမြောက်များလည်းတနေ့တခြားအလုတ်လက်မဲ့ဖြစ်နေကစာဝင့်နေရေးကြက်တဲလာတာကိုတွေ့ရပါတယ် ဒါကိုသူလည်းအသိပဲမြန်မာနိုင်ငံမှာလူနေမှုအဆင့်တန်း living standard နဲ့ကုန်ကျစရိတ်စံနှုန်း cost standard တွေကမမျှတဘူးတိမ်သားလုံးအလုံးလုံးကြပေမဲ့အင်္ဂါကကိုမနှဲရှာဖွေနေရတဲ့သူတွေအများကြီးပဲလို့ရန်ကုန်မြို့နယ် CDM ကတိကဆီယာမတူက ARR Times ကိုပြောပါရယ်ပြည်သူလူထုဟာအနာသိန်းကာလကြာမြင့်လာတာနဲ့အမျှအလုံးကန်ရှားပါလာမှုစစ်ကောင်စီနဲ့လုပ်ငန်းရှင်ပူးပေါင်းပြီးအတင်းအဓမ္မခိုင်းစေမှု လောက်ခလန်ဆန်ကောင်းမွန်ဖြတ်မှုစတဲ့အလုံသမားအခွင့်အရေးတွေဆုံးရှုံးနေရတယ်လို့သိရပါဗျ။ပြည်သူတွေရတဲ့အခြေခံလဆာကသာမတိုးလာတာ။ကုံစင်းနှုံးကဆက်တိုးနေတာပါ။ဒါရီအလုံးကစစ်ကောင်စီအာဏာယူပြီးအတုံးမကြလို့ပြည်သူတွေဒုက္ခရောက်နေရတာလို့သင်ကန်းကျုံမြို့နယ်နေအမျိုးသမီးတူက ARD Times ကိုပြောပါဗျ။အဲ့ဒီအခြေအနေတွေပြင်စစ်ကောင်စီလက်အောက်တရားဥပဒေကင်းမဲ့မှုနဲ့ဖိနှိပ်ချိန်ချောင်းမှုတွေကြောင့်ပြည်သူလူထုဟာငွေကြေးပြဿနာ ပုံစင်းတို့အစမတန်တိုးမြင့်လာမှုရဲ့ရိုက်ခတ်မှုတွေကို ကြုံတွေ့ရင်ဆိုင်နေရတယ်လို့သိရပါဗျ။